မင်္ဂလာပါဒီနေ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့လေမြို့သမီးလေးရဲ့ဘဝအဆင့်တစ်ခုပေါ့မိရဲ့သွေးဆုံးခြင်းနဲ့ပတ်သက်ပြီးလူများကြားထဲမှာပြောနေကြတဲ့အယူအဆတချို့အကြောင်းပါဟုတ်ကဲ့ကျွန်မတို့ဆောင်းပါးတစ်ခုကြည့်ပြီးပြောကြမှာပေါ့နော်မိရဲ့သွေးဆုံးခြင်းနဲ့ပတ်သက်တော့အယူအဆများဆိုတဲ့ဆောင်းပါးပါဟုတ်ပါပဲအများစုကတော့သွေးဆုံးရင်ပူတာတို့စိတ်မကြည်တာကိုဖြစ်တယ်လို့ကြားပူကြပြီမဲ့အဲ့ဒါတွေအပြင်တခြားပါးတွေရှိသေးလဲဘယ်ဟာတွေကအထင်လွဲနေရလဲကြည့်ကြမှာပေါ့လीဟုတ်ပါပဲအမ် ပထမဆုံးအနေနဲ့လေသွေးဆုံးတယ်ဆိုတော့ရင်သေးသေးချာချာပြီးတည်ထားဖို့လိုမယ်ထင်တယ်ဟုတ်ကဲ့ဆေးပညာအရာကတော့လေ12လတနစ်ပေါ့တနစ်တတိယာသီသွေးမလာတော့ဘူးဆိုရင်အဲ့ဒါကိုသွေးဆုံးပြီလို့သတ်မှတ်ပါတယ်အော်ဟုတ်ကဲ့ဒါကအမျိုးသမီးတွေခန္ဓာကိုယ်မှာတော့အဲစိတ်ပိုက်ဆိုင်ရာမှာပေါ့အပြောင်းလဲလေဖြစ်လာတဲ့သဘာဝဖြစ်စဉ်တစ်ခုပါပဲဆောင်းပါးထဲမှာလေသွေးဆုံးတဲ့အသက်အပိုင်းအခြားကိုပြောထားတာစိတ်ဝင်စားဖို့ကောင်းတယ်အများစုကအသက်90ကျော်မှဖြစ်တယ်လို့ပဲကြံပြင်းထီထားကြတာဟုတ် တကယ်တမ်းအဲ့လိုပဲလားအများအားဖြင့်တော့အသက်50တလစ်ဝန်းကျင်လောက်မှာဖြစ်တတ်တယ်လို့ဆိုပေမဲ့အဲ့ဒါကပြားမြနှုံးတက်တက်ပါပဲပုံတည်တော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့တကယ်တည်းမှာလေစောင်းပါးထဲမှာလည်းပါပါတယ်အမျိုးသမီးများစုကအသက်40နဲ့50နှစ်အဲ့ဒီကြားထဲမှာသွေးဆုံးတက်ကြတာများတယ် 48ဆိုလို့တော်တော်ကျပြန့်တာပဲနော်ဟုတ်ပါတယ်ဒါပေမဲ့တချို့ဆိုပိုစောပြီးအသက်30ကျော်မှထစ်တာမျိုးရှိတယ်လို့အသက်60နောက်ပိုင်းကျမှထစ်တာမျိုးလည်းရှိနိုင်တယ်ဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံကတော်တော်လေးကွာခြားနိုင်တယ်ပေါ့ဟုတ်ပါပြီအသက်ပန်းအခြားကထင်တာထက်ပိုကျပြန့်တာကိုအမ်နော်လက္ခဏာတွေပဲသွားကြည့်ရအောင်လူတစ်များဆုံးကတော့ဟောလေပူဆက်ပူလောင်ဖြစ်တာပေါ့ဟုတ်ကဲ့ဒါပေမဲ့စောင်းပါးထဲမှာတခြားဟာတွေလည်းပါသေးတယ်မလားမှန်ပါတယ် ပူဆက်ပူလောင်ဖြစ်တယ်ဆိုတာကတော့ဟုတ်တယ်အဖြစ်များတယ်အမျိုးသမီး90ရာခိုင်နှုန်းလောက်ခံစားရနိုင်တယ်လို့ဆိုပါတယ်တချို့ဆိုညဘက်ချွေးတွေအရန်ထွက်တာအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒါတွေအပြင်ခြားလက္ခဏာတွေလည်းရှိသေးတယ်ဥပမာမိမကို6သွေးလာတာမျိုးဩပြီးတော့ XF4 ခက်ခဲလာတာအစ်မပြောတာကိုယ်နဲ့နီးနောတွေကနားကျင်တာမျိုးဟုတ်ကဲ့ပြီးတော့စိတ်ခံစားမှုအတက်ကြမြန်တာလीဟိုဟော်မုန်းပြောင်းလဲကြောင့်တတိမေတ္တလိုလိုဖြစ်တာအာယုံဆက်ရခက်တာ အဲ့လိုမျိုးတွေဒီခံစားရနိုင်တယ်လို့ဆိုပါတယ်ဟုတ်ပါပြီအများကြီးပဲเนาะဟုတ်အဓိကတော့ဒီလက္ခဏာတွေကတယောက်နဲ့တယောက်ပြင်းထန်ပုံရောကြုံရတဲ့ပုံစံရောမတူနိုင်ဘူးဆိုတာပါပဲဟောဒါဆိုရင်ဒီလိုခံစားရတာတွေကိုတတ်တတ်အောင်လုပ်လို့မရဘူးဒီအတိုင်းပဲหนีလိုက်ရတော့မှာဆိုတဲ့အတွေးကအဲ့ဒါမားနေတာပေါ့နော်လုံးဝလုံးဝမားတဲ့အယူအဆပါဟုတ်ကဲ့ဒါကတော်တော်လေးအဖြစ်များတဲ့အထင်မှားမှုတစ်ခုလို့ပြောရမယ်ဟုတ်ကဲ့လက္ခဏာတွေတတ်တတ်အောင်လွတ်နိုင်တဲ့หนีလိုက်တွေကအများကြီးရှိပါတယ် စောင်းမမာလည်းဖော်ပြထားသလိုပေါ့ဖလော်ဟာမျိုးတွေလည်းဟုတ်ဟော်မုန်းအစားထိုးကုထုံ HRT လို့ခေါ်တဲ့ဆေးဘက်ဆိုင်ရာကုတာမှုတွေရှိတယ် HRT ပေါ့နော် ဟုတ်ပါတယ် HRT ဆိုတာကသွေးဆုံးတင်မှာကျထားတဲ့ဟော်မုန်းတွေကိုဆေးနဲ့ပြန်ဖြည့်ဖြည့်ရတဲ့ပေါ့ပေါ့ဒါပေမဲ့ဒါမျိုးကကဆီယံဝန်နဲ့တေကြအတိုင်းပဲမြေမှာလို့ရမှာပါဟုတ်ကဲ့ဆီယံဝန်နဲ့အတိုင်းပဲမို့လို့တာပေါ့ဟုတ်ပါတယ်နောက်ပြီးတော့လေအရေးကြီးဆုံးက ကိုယ့်ရဲ့နေထိုင်မှုပုံစံပြောင်းလဲဖို့ပဲနေထိုင်မှုပုံစံဆိုတာကဟုတ်လေ့ကျင့်ခန်းပုံမှန်လုပ်တာမျိုးကိုယ်လေ့ကျင့်ကိုထိန်းတာပြီးတော့အရက်ဆေးလေးရှောင်းတာကဖိန်းဓာတ်တွေအပူအဆက်တွေလျှော့စားတာပေါ့ဟုတ်ကဲ့ရေများများတောက်တာအဝတ်စားဆိုလဲခြီးတာပုတ်ပေါ်ချောင်ချောင်လေးတွေဝတ်တာအဲ့ဒါတွေကအများကြီးကွာတယ်အထောက်ကူပြုပါတယ်နေထိုင်မှုပုံစံရည်ကြီးကြီးတဲ့ဆိုတော့လေနောက်ထပ်အယူအဆတခုရှိသေးတယ်သွေးဆုံးရင်ရှောင်လို့မရအောင်ဝိတ်တက်လာမှာပဲဆိုတာလေ အဲ့ဒါကတော့အဲ့ဒါလည်းမဟုတ်ပြန်ပါဘူးဟုတ်အတိတ်ရရတော့ခန္ဓာကိုယ်ရဲ့ဇီဝကမထဲစဉ်ဆိုလိုတာကစွမ်းရင်လောင်ကျွမ်းနှုံးပေါ့အဲ့ဒါကအနှင်းငယ်ပြောင်းလဲသွားနိုင်တယ်ဟုတ်ဒါပေမဲ့ဝိတ်တခြင်းမတခြင်းကအဓိကတော့ကိုစားတောက်နေထိုင်တဲ့ပုံစံပေါ်မှာပဲမူတည်တာပါအစားတော့ကြည့်ဆိုင်မယ်လေ့ကျင့်ခန့်လုပ်မယ်ဆိုရင် ကိုအလေ့ကျင့်ကို ထိန်းထားလို့ရပါတယ်အော်ဟုတ်ကဲ့ဒါဆိုကိုပုံမူတည်တော့ပေါ့နော်ဟုတ်ပါတယ် ဒီလိုခန္ဓာကိုယ်ပြောင်းလဲမှုတွေပြောနေတဲ့နောက်ထပ်စိုးရိမ်တကြတာတခုကလိမ်မှုဘဝနဲ့ပတ်သက်လို့ပါသွေးဆုံးမီဆိုတာနဲ့လိမ်မှုဘဝလည်းကုံဆုံးမီလို့ထင်ကြတာမျိုးလေအဲ့ဒါလည်းမှားနေတဲ့ယူဆတခုပါပဲဟုတ်ကဲ့သွေးဆုံးခါနီးဟော်မုန်းအပြောင်းလဲတွေကြောင့်လိမ်စိတ်ဝန်ဆားမှုနည်းနည်းလေးကျော်တော်လာမျိုးတော့ဖြစ်နေတယ်ဒါပေမဲ့သွေးဆုံးပြီးတာနဲ့ လိန်ဆဆမှုကိုလုံးဝရပ်ပြရမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ဟုတ်ပါပြီ။မိမကိုချောက်တွေ့တာမျိုးခံစားရတယ်ဆိုရင်လေအခုခေတ်မှာချွားစီလူဘရီကန်လိုမျိုးအကူအညီတွေအများကြီးရှိပါတယ်။တွန်းလို့ရပါတယ်။လိန်မှုဘဝကိုဆက်ပြီးပျော်မွေ့လို့ရပါတယ်ခင်ဗျာ။တကယ်တော့အဖြစ်သဘောဆောက်တဲ့အချက်တွေပါပဲနော်။နောက်ဆုံးတစ်ခုလောက်မေးချင်တာကဒါလည်းကြော်မင်းမြောက်မာနေကြတယ်လို့ဆောင်းပါးမှဆိုချားတယ်။အသက်လေးလေးကြော်ရင်ကိုဝင်မရနိုင်တော့ဘူးဆိုတာလေ။ဟုတ်ကဲ့ဒါလည်းမမှန်ပါဘူး။ဟုတ်လား။ဟုတ်ပါတယ်။အသက်၄၀ကျော် 50ဝန်းကျင်တွေးမချုံရဲ့အကြောကားလာပေါ့ perimenopause လို့ခေါ်တဲ့အချိန်မှာရာသီကပုံမှန်မလာတော့ပေမဲ့ကိုယ်ဝင်ရနိုင်ခြေကရှိနေတော့မှာပဲ။အော်ရှိနေသေးတာဗျ။ဟုတ်ကဲ့။ချင်းနိုင်ခြေဒါတော့တတိတာတာနီးသွားပြီ။ဒါပေမဲ့လုံးဝမရှိတော့တာမဟုတ်ဘူး။အဲဒီတော့ကိုယ်ဝင်မလို့ချင်းသေးဘူးဆိုရင်တာဆချာနီလန်တခုခုကိုသွေးဆုံးပြီဆိုတော့အသေးချာတဲ့အထိခုနကပြောသလိုစနလဆက်တိုက်ရာသီမလာမချင်း ဆက်သွင်းဖို့အရေးကြီးပါတယ်ဟုတ်ကဲ့ဒါကတော့တကယ်တတိထားရမယ်အချက်ပဲနော်ဒါဆိုရင်ဒီနေ့ဆွေးနွေးချက်ကိုကြည့်ရင်လေသွေးဆုံးခြင်းနဲ့ပတ်သက်ပြီးအများထင်နေတဲ့အယူဆမှားတတော်များများကိုရှင်းရှင်းလင်းလင်းဖြစ်သွားမယ်ထင်တယ်ဟုတ်ကဲ့သွေးဆုံးတဲ့အသက်ကွာနိုင်တာခံစားရတဲ့လက္ခဏာတွေအဲအဲ့ဒါတွေကိုစီမံခန့်ကွယ်လို့ရတာကိုအလေးချိန်လိမ်မှုဘူဝနောက်ဆုံးကိုဝင်ရနိုင်ခြင်းအထိအမြင်မှန်လေးတွေရသွားမယ်လို့မျှော်လင့်ပါတယ်တိကျပါတယ်အထူးအမှတ်ထားရမှာကလေမှန်ကန်တဲ့တရေချက်လက်ကိုတိထားဖို့ပြီးတော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုလိုအပ်တယ်လို့ပြင်ဆင်ပြောင်းလဲဖို့ပါပဲဟုတ်ကဲ့တကယ်လို့နေထိုင်မှုပုံစံပြောင်းလဲရုံနဲ့လက္ခဏာတွေမတက်တာဘူးဆိုရင်တော့စိတ်တကြဆရာမလိုပါဘူးဟုတ်ခုနကပြောခဲ့တဲ့ HRT လိုမျိုးထိရောက်တဲ့ကုသမှုတွေရှိနေတယ်ဆိုတာကိုလည်းတတိယစေချင်ပါတယ်အဲ့ဒီကုသုံးတွေကပူလောင်တာချွေးပြန်တာတွေကိုတတ်တာစေတဲ့ပြင်ကောင်းကောင်းအိပ်ပျော်စေဖို့အာယုံစူးစိုက်မှုကောင်းလာဖို့ကိုပါကူညီပေးနိုင်ပါတယ် ဟုတ်ကဲ့ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ဆရာဝန်နဲ့တေချာတိုင်ပင်ဆွေးနွေးပြီးမှပဲကုသမှုခံယူတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီဆွေးနွေးချက်ကိုအဆုံးမသတ်ခင်ပါလေစဉ်းစားစရာလေးတစ်ခုချင်တာခဲ့ကြပါလေဒီလိုသွေးဆုံးခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခုလိုမျိုးပုံပွင့်လေးလေးဆွေးနွေးပြောဆိုလာကြတာကအမျိုးသမီးတွေအနေနဲ့သူတို့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာအပြောင်းလဲတွေကိုပိုပြီးယုံကြည်မှုရှိရှိနဲ့ပေါ့အကောင်းမြင်စိတ်နဲ့ဘလို့ရင်ဆိုင်ခက်တန်းသွားနိုင်အောင်အားပေးကူညီနိုင်မလဲဆိုတာကလည်းစက်ပြီးစဉ်းစားစရာအကြောင်းအရာတစ်ခုထင်မိထင်ပါတယ် ကဲအရင်ကောင်းပါတယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲနော်